ဲ့လိုမျိုးတော့မရှိသေးဘူးဒါပေမဲ့လွဲဖို့တော့ရတိုင်းတော့များပါတယ်လုံးဝမရှိရဟုတ်တယ်ရီစားဟောင်းကိုမရှိသေးရအားကြောင့်သူများတွေကလေရီစားဟောင်းဟိုရှိလားတို့သိရမလားအသေးကွဲဘူးလားတို့ဆိုအမှန်တော့အသေးမကွဲအသေးလည်းမကွဲဘူးရီစားဟောင်းလည်းမရှိဟုတ်တယ်အရှူရဲအဲ့လိုမျိုးအစွဲလန်းကြီးတယ်အရန်လည်းတစားရှိရရှိတတ်တဲ့သူမျိုးပေါ့နော်ကိုကိုကလည်းအဲ့လိုမထင်တာဘူးတခါမှလည်းခေါ်လာဘူးကလည်းမရှိဘူးအဲ့လိုသတင်းလည်းမကြဘူးဘယ်သူမှလည်းမတွေ့ဘူး ချစ်ဦးနဲ့အဲ့လိုမျိုးတော့မရှိသေးဘူးဒါပေမဲ့လွဲဖို့တော့ရရင်တော့များပါတယ်ဟုတ်တယ်ရီစားဟောင်းကိုမရှိသေးရအားကြောင့်သူများနေရလေရီစားဟောင်းဟိုရှိလားတို့တည်ရမလားအသေးကွဲဘူးလားတို့ဆိုအမှန်တော့အသေးမကွဲအသေးလည်းမကွဲဘူးရီစာဟောင်းလည်းမရှိဘူးအခုလည်းမထားဘူးရီစာအဒါကတော့မပြောဘူးလေဒါကတော့မပြောအဲ့ဒါပဲမပြောင်းလဲတော့ချစ်ချင်ပဲရှိအောင်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုအဲ့လိုပုံစံမျိုးပေါ့ စပိုင်လို့တော့မလားမကြဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးအဝေးလိုပါသေးရဲ့အဲ့လိုမျိုးဟုတ်တယ်အဲ့လိုပြောရမယ့်သူချပြရမယ့်သူလည်းမရှိသေးပါဘူးအချက်ဦးကအချက်ဦးကလက်ရှိထိပဲဘာလို့ပြောလို့ရအောင်အဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အရှင်ရှင်အဲ့လိုမျိုးအစွဲလန်းကြီးရယ်အရန်လေးသစ္စာရှိရယ်ရှိတဲ့တဲ့သူမျိုးပေါ့နော်ကိုကိုလည်းအဲ့လိုမထင်တာဟုတ်ဟုတ်ဒါပေမဲ့အခုအချိန်မှာတော့အဲ့လိုဖြစ်တယ်ဟမ် ဘလောက်ဒီဆွဲလန်းကြည့်တယ်လဲဆိုတော့ငငယ်ရအဲ့လိုနှစ်တန်းသုံးတန်းတငငယ်ချင်းပေးထားတယ်အဲ့လိုဟိုကတဲပုံနေမှာတွေ့ရကြောက်စီရခဲတေးသေးလေးအောင်ခုထိတင်ထားတော့သူ့ပေးတဲ့အဲ့လိုကီချိန်တေးသေးလေးဆိုတော့ခုထိတင်ထားတော့အဲငငယ်ရဆော့ခဲ့တဲ့အဲဒီစက်ကူနဲ့လေအယုံမမှာအင်ဂျီလုတ်တဲ့ဟာလေအဲ့လိုမျိုးတွေကဆာဆောက်ထဲမှာညှက်ထားပြီအခုချိန်ထိတင်ထားတော့အဲပို့ဆိုးတာမမေအခုထိသူငယ်တန်းငငယ်ရအဲဟိုဟိုခုနှစ်တန်းရှစ်တန်းကိုရန်အထိကိုအဲ့ဒီအချိန်ကဆာအုပ်တွေမမေအခုထိတင်ထားတော့ ဆိုတော့ငယ်ဘဝအမတ်တရတွေအဲအချို့မှများတယ်ပေါ့နော်ဘယ်လိုမှမနေဘူးဘယ်လိုမှမနေဘူးဘယ်လိုမှလည်းမတူသိဘူးအဲ့တော့ကိုယ်ဒီအမြဲအဲတွေ့နေကြအဲတွဲနေကြအဓိကတော့အဲမဘို့လိုကိုညီတို့မဘို့လိုကိုညီတို့တောင်မှအဲ့လိုမသိဘူးအဲ့လည်းအရန်ပြောရဲကွာတခါမှလည်းခေါ်လာဘူးကလည်းမရှိဘူးအဲ့လိုသတင်းလည်းမကြဘူးဘယ်သူမှလည်းမတွေ့ဘူးအဲ့လိုပုံမှန်နေနေရလည်းမဟုတ်ကိုယ့်ကကိုယ်တယောက်တည်း အခုချိန်ဒီလည်းတယောက်တည်းစားတော့ဆိုင်မှာတခါဆိုတယောက်တည်းလည်းထိုင်စားတယ်ညကြိုင်လေးနဲ့ချင်းနှားထောင်ပြီးတော့မှအဲဆိုတော့တွေ့ရသူလည်းတွေ့ကြမှာပါအဲလိုတယောက်တည်းလည်းနေတတ်တယ်တယောက်တည်းလည်းသွားရတယ်ရှိရှိရမသိဘူးမသိဘူးရွှေမပြောပြဘူးဟုတ်ဟုတ်အဲမဟုတ်ပြောရအောင်လဲဘာမှရှိတော့ကြတော့မပြောပြတာအဲ့လိုတော့မဟုတ်ပါဘူးရွှေအပေါင်းသိမှတ်တယ် ောင်းသင်းမှတ်တယ်အဲ့လိုအပေါင်းသင်းနေနဲ့ဟိုပျော်ရတာမဟုတ်အဲ့လိုစကားပြောရတာမျိုးကြိုက်တာစကားပြောရတာမျိုးကြိုက်တာဟိုလိုမျိုးအရင်အပျော်မှတ်တာလည်းမဟုတ်ဘူးအဲ့လိုဘာမှမုံဆိုင်လေးမှာထိုင်ပြီးစကားပြောကြမုံနေစားအဲ့လိုမျိုးလေးကိုကြိုက်တယ်အဲ့လိုတယောက်တည်းလေးနေတတ်တယ်အပေါင်းသင်းနေလည်းနေတတ်တယ်ဟုတ်အဲ့ပဲပြီးရင်လည်းအရင်အရန်ခင်တွေ့တတ်တာပေါ့နော်အဲကြောင့်အဲဒီတယောက်နဲ့တငယ်ချင်းဖြစ်သွားပြီဆိုရင်အဲအမြန်တက်တက်လုံးကဟိုအချိန်နေအချောင်းမျိုးမျိုးကြောင့်ဒါတို့မအားလို့ဒါမဆက်သွယ်ပြည့်ရင်မဆက်သွယ်ပြည့်မယ်ဒါပေမဲ့ အမြဲတမ်းကိုယ့်အတွက်ကအဲ့လိုတငယ်ချင်းတကယ်ရင်းနှီးရတဲ့တငယ်ချင်းဖြစ်သွားကိုယ်လက်တွဲနဲ့ပြတော့ဘယ်လိုပုံမှန်မျိုးဆိုတာမရှိဘူးအင်းအဲ့လိုတော့မရှိဘူးဘယ်လိုပုံမှန်မျိုးကြည့်ရအောင်ဒါကဘယ်နေတဲ့နေလဲဒီကတည်းကရှာဝါးဟုတ်ဆိုတော့သူရွေးချယ်မယ့်ယောက်ျားလေးကဘယ်လိုပုံစံမျိုးဖြစ်ရလဲအော်မအဲ့လိုငွေရမရှိပါဘူးဒါဓာရီကလည်းဖြေရလောက်အောင်လည်းအရေးမပါဘူးလို့ခံစားရတယ်ဆိုတော့ဟိုအင်းဘယ်လိုပြောမလဲ အချိန်တစ်ခုရရင်တော့ယူခြင်းလည်းယူမှာပေါ့နော်ဒါပေမဲ့အင်တာဗျူးမှာဖြေရလောက်အောင်ဒီဒီကိစ္စတွေအရေးမပါပါဟုတ်ဟုတ်ကဲ့ပါအဲ့တော့ကန့်ကွက်နေပါမယ်ဒါမှမကွင်းနဲ့ဟောပါတရားလေးရှိတယ်ပြောပြပါဦးဟုတ်ဟုတ်อืมอืมမကွင်းနဲ့အမှတ်တရမမရရတော့မကွင်းရအဲ့တော့က detox juice တွေတောက်နေဒါပေမဲ့မကွင်းကမုန်းနေလဲခိုးစား အပတ်မရရဘူးနော်အဲ့ဒါလေးကတော့ဒါចောင်းစင်းရိုက်တဲ့ချိန်မှာမြမလေးမဖွေးအဲ့လိုအဖြူစိမ့်လေးနဲ့ထွက်လာတဲ့ချိန်မှာချစ်ချစ်စီကလေးစပီးတူတူလေးနဲ့ရမ်းချစ်တာလေတည်ရမလားကလကလေးနဲ့ဖတ်နေလေအဲ့ဒါပြင်မလန်းရှောင်းလည်းရမ်းချစ်ဖို့ကောင်းတယ်တည်ရမလားအဲ့လိုမျိုးလေးဆိုတော့အမနဲ့လည်းအဲအမတရားကြီးလည်းများပါတယ်ပြီးတော့အဲအမနဲ့ဒါပထမဆုံးစုံတဲ့ကားပေါ့နောက်ထပ်လည်းစုံနာမရှိသေးဘူးဆိုတော့အဲအမတရားကြီးလည်းအများကြီးရှိပါတယ်အဲပြီးရင် ပြင်ပါရှိလဲဆိုတော့အဓိကကတော့အဲ့ဂန်ကော်ဘင်အောက်မှာလေအဲ့လိုရိုက်ကူးရေးလုပ်ရင်းနဲ့အဲ့လိုအမတ်တရားကြီးလည်းရှိရဲအဲ့လိုအဲမခွေးတင်ပြရကြီးလည်းအများကြီးရှိရဲအဲပြင်အဲဒါအလင်းအောင်ဆိုရင်လည်းဟိုသူဒီလက်ကိုလေဒါနဲ့လေချစ်တဲ့ချိန်ပါလေသူမတော်ဆက်တကယ်ထိမိပါထိမိပါပဲမှာသူ့ရဲ့ကြာနေအဲထိပါပြီဘာပြုတ်ဘာပြုတ်လဲပြည့်လဲပြောဒင်းဆိုအဲ့နာပါသူမိလေကွာသွေးမြင်ပြီးတော့လန့်အောင် ပြောပြလိုက်တော့သူတော့ထည့်ပြီလားမသိကိုကပြောချပြလိုက်ပြီအလေးရောင်တကယ်အဲ့လိုမျိုးသွေးမြင်ပြီးတော့သူအဲ့လိုလဲလန့်အောင်လန့်ပြီးလဲသွားဆိုတော့အဲ့လိုမျိုးလေးတော့ရှိခဲ့တယ်ဟာတတိတော်တော်ရှိရဲ့မြင်အောင်လာမကောင်ကြိုက်ပြီးတော့မအပင်မတက်တာဒါတော့အမြင်ညိုတက်တာသူအဲရှီရိုဂန်းကောင်နေရွှေရှင်စကားကြီးကိုမက်ရှလာ၁၄ရက်နေ့မှာရုံတင်ပါပြီရှင်ဆိုတော့အဲငယ်ဘွားအမတ်တရားတွေရောဒါအချက်ဦးနဲ့လွဲခဲ့ရတဲ့အမတ်တရားတွေရော အဲလာကြည့်အဲ့ဒီခံစားချက်လေးတွေပြင်ရမယ်လို့ယူကြည့်ပါရစေဆိုတော့အဲကြည့်ပြီးတော့မှဝေဖန်ချက်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်း